မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလာရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့အော်တိုဘာလ22ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အကျန်းဖတ်ဆေးဥစုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အလူမင်္ဂလာပွဲများကျင်းပရာမှာ ဆိုင်းဝိုင်းထက်သွင်းမတိခတ်ဖို့တပရင်းမြို့နယ်ပအဖကအတိပေးထုတ်ပြန်လိုက်တဲ့သတင်းမတရားဖမ်းဆီးခံထားရတဲ့အလုသမားအရေးလှုပ်ရှားသူတွေပြန်လည်လွတ်မြောက်လာတဲ့သတင်းမိုင်းငေါမျိုးကိုအကြမ်းဖက်စစ်တပ်ကထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကော့တောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်လက်ပါစီပြူစောတိ3ဦးကိုစစ်ဆေးမင်းမြန်းစဉ်အတွင်ခုခံထွက်ပြေးတဲ့အတွက်အသေးဖမ်းဆီးရမိတဲ့သတင်း တစဲအရှိချမ်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခတ်ရာအကြမ်းဖက်စစ်သား5ဦးသေတဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်အကြံဖတ်စေအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အလူမင်္ဂလာပွဲများကျင်းပရာမှာစိုင်းဝိုင်းထက်သွင်းမတီးခတ်ဖို့တပရင်းမြို့နယ်ပအဖကအတိပေးထုတ်ပြန်လိုက်တဲ့သတင်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ အကြံဖတ်စေဥစုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အလှမင်္ဂလာပွဲများကျင်းပရာမှာစိုင်းဝိုင်းထည့်သွင်းမတီးခတ်ဖို့အတွက်တပရင်းမြို့နယ်ပအဖကမနေ့ကအတိပေးထုတ်ပြန်ခဲ့ပါတယ်။တပရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတပရင်းမြို့နယ်အတွင်းအလှမင်္ဂလာပွဲများကျင်းပရာမှာဧကံဖြောပြေးရေးစိုင်းဝိုင်းများထည့်သွင်းမတီးခတ်ဖို့အတွက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြံဖတ်စေဥစုက လူစုလူဝေးရှိတဲ့နေရာများကိုပြစ်မှတ်ထားပြီးစစ်တပ်လေဒီများ jet fighter များ drone များအသုံးပြုကာလေကြောင်းမှတိုက်ခိုက်နေတဲ့အတွက်ဘာသာရေးအလှပွဲမင်္ဂလာဆောင်များကျင်းပရာမှာစိုင်းဝိုင်းအငိမ့်ဇက်ပွဲထည့်သွင်းဖျော်ဖြေတာမလုပ်ဖို့တာမြင်ထားတာပါအထက်ပါထုတ်ပြန်ချက်အတွက်တပည့်မျိုးနယ်ပါဖာပကဖာပလာဖာတို့ကသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ညနာဆုံကြီးအစည်းအဝေးပြုလုပ်ခဲ့ပြီးအော်တိုဘာလ၄ရက်နေ့မှာကြေညာချက်အားထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ် အခုထုတ်ပြန်ချက်အားမလိုက်နာပဲဖောက်ဖျက်ကျူးလွန်မှာကကျူးလွန်သူရဲ့တာဝန်သာဖြစ်ပြီးထိရောက်စွာအေးအေးယူဆောင်ရွက်သွားမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။မတရားဖန်ဆီးခံထားရတဲ့အလုသမားကြီးလှုပ်ရှားသူတွေပြန်လည်လွတ်မြောက်လာတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။အကြံဖတ်ဆေးဥစုရဲ့မတရားဖန်ဆီးခံထားရတဲ့အလုသမားကြီးလှုပ်ရှားသူတွေအော်တိုဘားလ20ရက်နေ့ညနေပိုင်းမှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သွေးစည်းညညွတ်သောတမကများအဖွဲ့ချုပ်မြန်မာ SDUM ကအတိပေးထားပါဗျာ။ မတရားဖန်ဆီးခံရပြီးနောက်ပြန်လည်လွတ်မြောက်လာသူတွေက SDUM ရဲ့ဥဆောင်သူဒေါ်မျိုးမျိုးအေမြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုံသမားတမကများဖွဲ့ချုပ် MICSTUSF ရဲ့အထွေထွေအတွင်းမှုချုပ်ဦးတက်နေအောင်အလုံသမားရေးလှုပ်ရှားသူမတ်တထားဆွေတို့ဖြစ်ပါတယ်လက်ရှိဆွဲဆိုထားသောအမှုများအလုံးကို ရုပ်သိမ်းကြောင်းဖတ်ပြပြီးကြေညာခဲ့ကနေအိမ်သို့ ပြန်လည်ရောက်ရှိပြီလို့ SDUM ကဖော်ပြခဲ့တာပါ အကြံဖတ်ဆေးဥစုကသွေးစည်းညညွသောတမကများအဖွဲ့ချုပ်မြမ STUM ရဲ့ဝန်ထမ်း9ဦးကိုတော့မတရားဖန်ဆီးထားဆဲဖြစ်တယ်လို့လည်းအသိပေးထုတ်ပြန်ထားပါဗျ။မိုင်းငေါမျိုးကိုအကြံဖတ်စစ်တပ်ကထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့ရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။တန်းပြည်တမဟာတစ်နေမြေမိုင်းငေါမျိုးမြို့မဇေနီကိုအော်တိုဘာလ20ရက်နေ့ည7:00နာရီ3မိနစ်အချိန်မှာအကြံဖတ်စစ်တပ်က jet fighter နဲ့ပေါင်250ဘုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့တန်တမရော TNL ကဒီကနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ်။အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ2ဦးသေဆုံးက2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ပြည်သူနေအိမ်10လုံးနဲ့စိုက်ငန်း9ခန်းတို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။အကြံဖတ်စစ်တပ်ကအော်တိုဘာလ19ရက်နေ့မှာလဲနမ်ဆန်မန်တုံမိုင်းငေါနဲ့မိုးကုတ်မြို့နယ်တွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးတတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကတန်းပြီအတွင်းသာမကတိုင်းရင်းသားလက်နက်ကင်တွေနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့မှတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေရဲ့ပြည်သူတွေအပေါ်အကြမ်းဖက်နှီးမျိုးစုံနဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကော့တောင်းမြို့နယ်မှာဂျမ်ဖတ်စစ်တပ်လက်ပါစီပြူစောတိသုံးကိုစစ်ဆေးမင်းမြန်းစဉ်အတွင်ခုခံထွက်ပြေးတဲ့အတွက်အသေးဖမ်းဆီးရမိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကော့တောင်းမြို့နယ်မှာဂျမ်ဖတ်စစ်တပ်လက်ပါစီပြူစောတိသုံးကိုစစ်ဆေးမင်းမြန်းစဉ်အတွင်ခုခံထွက်ပြေးတဲ့အတွက်အသေးဖမ်းဆီးလိုက်တယ်လို့ကော့တောင်းခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ထံကသိရပါဗျ။ကော့တောင်းခရိုင်အတွင်းကတော်လိုင်းရေးပူပေါင်းအဖွဲ့ဟာအော်တိုဘာလ14ရက်နေ့မနက်7:00အချိန်မှာခမောက်ကြီးမြို့လုံဖောကြီးရွာတဲ့ကိုရှောင်းတခင်ဝင်ရောက်ကာ အကြံဖတ်စစ်တပ်လက်ပါစီကြေးရွာအုပ်ချုပ်ရေးမှုနဲ့ကြေးရွာပြူစောတိခေါင်းဆောင်တို့ကိုစစ်ဆေးမေးမြန်းပြီးပြန်လည်လွှတ်ပေးမယ်လို့ပြောကာရင်းတို့ရဲ့ကားကိုပါယူစေခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလက်ပါစီနှစ်ဦးကိုခေါ်ဆောင်လာစဉ်လုံဖော်ကြေးရွာအလွန်တနေရာမှာနတ်မနယ်ကြေးရွာမှာပြူစောတိခေါင်းဆောင်တပ်ဦးကိုထပ်မံတွေ့ရှိခဲ့တဲ့အတွက်တပါးတည်းခေါ်ဆောင်ခဲ့ပါတယ်။လက်ပါစီ၃ဦးကိုခေါ်ဆောင်လာခဲ့ပြီးအော်တိုဝါလာ၁၄ရက်နေ့နေ့လယ်၁၇နာရီအချိန်မှာလန်ကူးလက်တနေရာမှာနေ့လယ်စာစားနေစဉ် ယူစောတီတပ်ဦးမှအသင့်ပါလာတဲ့ပစ္စတိုနဲ့ပြစ်ခတ်ခုခံထွက်ပြေးမှုပြုလုပ်ခဲ့ပါတယ်။ထွက်ပြေးသွားတဲ့ရန်သူတပ်ဖွဲ့ဝင်၃ဦးကိုတော်လန်ရေးရဲဘော်များမှလိုက်လံပြစ်ခတ်ဖမ်းဆီးရာ၃ဦးစလုံးကြည်ထိမှန်တေဆုံသွားခဲ့တယ်လို့အတည်ပြုထားပါတယ်။ယူစောတီတပ်ဦးရဲ့ပြစ်ခတ်မှုကြောင့်တော်လန်ရေးရဲဘော်တဦးကြည်ရှက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ရင်းတို့၃ဦးထံမှစကားပြောဆက်၄လုံးဖုန်း၄လုံးကိုလုံးကြည်ခောက်ချိုးအစီတလက်ကြည်၃တော့ မကနက်နန်ပစ္စတိုတလက် G9000 ပြည်သူစစ်စီစီရေးကပ်ပြားတွေနဲ့ Highlight Vigo ကားတို့အားတင်စီရရှိခဲ့ပါတယ်။ကော့တောင်းမြို့နယ်အတွင်းရှိရကြေးအုပ်ချုပ်ရေးအဖွဲ့များနဲ့ပြူအဖွဲ့တွေအနေနဲ့တော်လိုင်းအင်အားစုတွေကခေါ်ယူပြောဆိုရာမှာကောင်းမွန်စွာပြန်လည်ဆက်ဆံကြဖို့နဲ့ပြည်သူနဲ့အတူပူးပေါင်းပါဝင်ရည်တည်သွားကြဖို့တိုက်တွန်းထားပါတယ်။ပြည်သူ့ဘက်မရက်တည်တဲ့အကြံဖတ်စစ်အုပ်စုနဲ့ ပေါင်းပါမှန်သမျှကိုကော့တောင်းခရင်တော်လိုင်းအင်အားစုများမှလုံထုံးလုံနီးနဲ့အညီဆက်လက်အေးအေးယူဆောင်ရွက်သွားမယ်လို့အတိပေးထုတ်ပြန်ထားပါဗျာ။တစဲအရှိအကျမ်းမှာစစ်ကြောင်းထိုးလာတဲ့အကျမ်းဖတ်စစ်တပ်ကိုတော်လိုင်းအီးပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရာအကျမ်းဖတ်စစ်သား9ဦးသေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတစဲအရှိအကျမ်းမှာစစ်ကြောင်းထိုးလာတဲ့အကျမ်းဖတ်စစ်တပ်ကိုအော်တိုဘာလ20ရက်နေ့မနက်9:30အချိန်မှာတော်လိုင်းအီးပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒဇယ် PDF စပိုတာအဖွဲ့ကပြောပါတယ်။အတောရွာကနေကာဘိုးရွာဘက်ကိုပြန်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကာဘိုးဒရာအနီးမှာကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဘက်က9ဦးသေဆုံးခဲ့တယ်လို့12ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စခပြူ9កောင်နေရာတွင်သေဆုံးက12កောင်ဒဏ်ရာရရှိခဲ့ပြီးစခများထွက်ပြေးသွားကအလောင်းများနဲ့ဒဏ်ရာရကွေးများအားနေ့လယ်၁၂နာရီကျော်အချိန်မှာကားဖြင့်တည်သွားခဲ့တယ်လို့ဒဇယ် PDF စပိုတာအဖွဲ့ကပြောပါရယ်။ အဆိုပါကြားပြတ်တိုက်ခိုက်မှုကို30မြို့နယ်ပကဖရွှေဘိုခရိုင်အမှတ်52ဘူဟာတရင်ရေဦးပကဖ PLA တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါအခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ချေမုံကြီးလူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရမပင်မျိုးနယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့ အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပွဲကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လန်ပြည်သူတွေက နောက်ပြန်မလဲချေးဒီဒေါ်လန်ရေးတပိတ်စစ်ကြောင်းဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မှောက်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတုရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတဲ့ဘက်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါသေးတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအောင်လန်မြင့်မီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစတင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ် ဆန္ဒပြဒေါ်လန်ပြည်သူတွေကအောင်လန်လွင့်မီတောင်းသွင်းဒီတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြောင်ရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအောင်လန်လွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတွေ့အကြုံရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါသေးတယ် ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မြီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့အော်တိုဝါလာ22ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ဒီလူလူလူအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ